ရုပ်ပြန်စင်ပြတ်ချန်ပီယံလိနိုင်မွဲမင်္ဂလာပါပရိသတ်ကြီးတို့ရှင်ယခုတစ်ပတ်ချန်ပီယံလိပွဲစဉ်တွေကတော့မြုံနိုင်ဆရာရှာလက်တွေနဲ့ဘောလုံးပရိသတ်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။ဥရောပချန်ပီယံလိပွဲစဉ်တွေဆိုတာပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပဲအကျိန်းနယ်ရှိကြပြီးတော့ဂိုးသွင်းခတ်ခဲတဲ့ပွဲစဉ်တွေပါ။လိပွဲတွေတန်းဥရောပပွဲတွေကပိုအာယုံဆိုင်ရတဲ့အနေအထားမျိုးဖြစ်ပြီးတော့ပြန်ဆိုင်မှုကလည်းပြင်းထန်လုံလှပါတယ်။ ကင်းဆက်ဆက်ချန်ပီယံလီပွဲစဉ်တွေဟာပရိသတ်အကြိုက်ဆုံးပွဲစဉ်တွေဖြစ်ပြီးတော့ပရိသတ်အားပေးမှုကလည်းပြင်းထန်ခဲ့ကြပါတယ်။ဒီလိုချန်ပီယံလီပွဲစဉ်တွေကမှလီဗာကူဇန်နဲ့ပီယန်ဂျီတို့ရင်ဆိုင်ခဲ့တဲ့ချန်ပီယံလီပွဲစဉ်ကတော့မြုံနိုင်စရာရှာလက်တွေနဲ့ပြီးဆုံးခဲ့တဲ့ပွဲတစ်ပွဲပါ။လီဗာကူဇန်တင်းဆိုတာကဂျာမန်ဘွန်ဒက်စလီကာရဲ့ထိုက်တန်အသင်းတစ်သင်းပါ။ပြီးခဲ့တဲ့2023 24ရာသီမှာထူးခြားတဲ့တိုးတက်ပြောင်းလဲမှုတွေနဲ့ဂျာမန်မြေပေါ်မှာမင်းမှုခဲ့သလိုဥရောပပွဲစဉ်တွေမှာလည်းအနည်းရှိတဲ့အသင်းဖြစ်နဲ့ယက်တည်နိုင်ခဲ့ပါတယ်။ နီးပြလွန်ဆိုလက်ထက်မှာပထမဆုံး bonus တွေကဖလားကိုတည်ယူနိုင်ခဲ့ပြီးတမိုင်းဝင်အောင်ပွဲဖြစ်ခဲ့တယ်လို့ပြီးခဲ့တဲ့ရသီမှာလည်းခြေစွမ်းထက်တဲ့အသင်းဖြစ်ခဲ့ပြီးတော့ bonus league အမှတ်ပေးစရာရဲ့အဆင့်နှစ်နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ဒီနေ့ရသီအစမှာတော့ Manchester United နီးပြဟောင်း Eric Ten Hag ရဲ့ကင်တွယ်မှုအောက်မှာ Leverkusen အသင်းဖြုတ်ပြဲဖြစ်ခဲ့ရပါတယ်။ဂျာမန်ရဲ့လက်ရှိချန်ပီယံကိုတန်ဟက်ကနှစ်ပွဲဆက်နိုင်ပွဲပြောင်းဆုံးခဲ့တာကြောင့်အသင်းမှထုတ်ပယ်ခံခဲ့ရပြီးဒိမတ်နီပြကက်စပါဟိုင်မန်းကိုခံရခဲ့ပါတယ် အဲ့နောက်ပိုင်းကစပြီးတော့ရှုံးမွဲဆိုတာမရှိခဲ့တဲ့လေပါကိုစင်တဲ့ကပြဲချီတဲ့နဲ့ချံမြန်လီပွဲစင်မှာတော့8929ဆိုတဲ့ရှာလက်နဲ့မရှုမလရှုံးနိုင်ခဲ့ပြီးတော့အရှက်ရစေခဲ့တဲ့လူတော်ဆိုရမှာပါနီးပြားတစ်ပေါ်မှာယုံကြည်မှုတွေထွန်းကားနေတဲ့လေဘာကိုစင်ပြိသက်တွေအတွက်လည်းမြုံနိုင်စရာတွေနဲ့တူမေကွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ပြန်ချီတင်ကိုဂျာမန်မြေပေါ်မှာလက်ခံကစားခဲ့ပြီးဥရောပချန်ပီယံအိမ်မက်တွေအတွက်အကောင်းဆုံးပြင်ဆင်လာခဲ့တာပါ။ ဒါမဲ့လက်ရှိချန်ပီယံ PSG ရဲ့ထိန်းချုပ်လို့မရတဲ့ကစားကွက်တွေအောက်မှာလီဗာကူဆင်အသင်းလှုပ်လို့မရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ပွဲစား9မိနစ်မှာပဲ PSG ကစစ်သမားဖာတူရဲ့ခေါင်းတိုက်ကိုနဲ့အပွင့်ကိုဆ ਾਇ ရခဲ့ပြီးတော့လီဗာကူဆင်အသင်းကိုဖိအားပေးကစားသွားခဲ့ပါတယ်။38မိနစ်မှာတော့လီဗာကူဆင်အသင်းပနတီးယားတဆင့်ခြေပါကိုပြန်ရခဲ့ပြီးတော့ပွဲကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါမဲ့ကိုသွင်းရဆက်တဲ့ PSG အသင်းကဂျာမန်သားတွေကိုပျော်ရွှင်ခွင့်မပေးခဲ့ပါဘူး။ ပနမာပိုင်းပြီးဆုံးကနေချိန်မှာပဲ3ဂိုးဆက်တိုက်သွင်းယူခဲ့ပြီးပနမာပိုင်းမှာပဲ6ပြတ်အနိုင်ရလနဲ့ပွဲကိုပြပြတသားထိန်းချုပ်ထားခဲ့ပါတယ်ဒုတိယမှန်ဆာပြီးတော့တိတ်မကြခင်မှာပဲဘယ်နောက်ခံလူမတ်တက်စ်ကနောက်ထပ်အနိုင်ကိုသွင်းယူပေးခဲ့ပြန်ပါတယ်။တိတ်မကြခင်မှာပဲလီဗာကူဇင်တင်းအတွက်အရှက်ပြေကိုခေါင်းစီယာကပဲအဝေးကန်ချန်နဲ့လှလှပပသွင်းယူပေးခဲ့ပါတယ်။ပြန်ကြည့်တင်ကတော့တောက်လျှောက်ဖိအားပေးကစားခဲ့ပြီး66မိနစ်မှာဒမ်မီလီရဲ့လှပတဲ့အဆုံးသက်ဂိုးတစ်ဂိုးထပ်ပြီးတော့ရရှိခဲ့ပါတယ်။ လေမာကိုဆိုင်ပြည်သက်တွေညှော်လင့်စရာဘာမှမရှိရတဲ့အခြေအနေမျိုးမှာပဲနောက်ဆုံးမိနစ်မှာ PSC ကလှပတဲ့အဆုံးသက်ကိုနဲ့ပွဲကိုအဆုံးသက်ခဲ့ပါတယ်ကိုနေကစားသမားဗီတင်ဟာကဂိုးအရီယာထိုက်ကနေလာလာပါပသွင်းယူပေးခဲ့တာဖြစ်ပြီး8-9ဆိုတဲ့ရှာလတ်နဲ့ပြန်ချီလို့ပြပြတာတာအနိုင်ရရှိခဲ့ပါတယ်။ဒါကချန်ပီယံလိပွဲစဉ်တွေကထူးခြားတဲ့နိုင်ပွဲဖြစ်ပြီးတော့ပြန်ချီတဲ့နေ့နဲ့ချန်ပီယံလိပြေးလည်နေပေါ်မှာဘာတွေလုပ်ပြအောင်မလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။